မင်္ဂလာပါရှင်။တောင်လင်းထိုင်းရဲ့ဧပြီလ29ရက်နေ့ည7:00နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တောင်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယွန်းကြည့်ပြပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ဘကိုးမွန်အစက်တိုက်ပွဲကြောင့်တင်စီရဲမျိုးကိုဒေသခံထောင်ထဲကြီးဆစ်ဆောင်နေရတဲ့သတင်း ်ကော့ဂရိတ်မှာနှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်နေတဲ့သတင်းနဲ့စစ်ကောင်စီရဲ့ကျူးလွန်မှုတွေကိုအာဆီယံအနေနဲ့လေ့လာမှုရှုဖို့အန်ယူဂျီတိုက်တွန်းလိုက်တဲ့သတင်းတရက်ချောင်းမှာစစ်တပ်ဘုံကျဲမှုကြောင့်အရသာတဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရရှိခဲ့တဲ့သတင်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့ရုရှားမှာမြောက်ကိုရီးယားစစ်သားချထားမှုအဆုံးသတ်ရမယ်လို့အမေရိကန်ပြောလိုက်တဲ့သတင်းမြန်မာကိုအကူအညီဆက်လက်ပေးဖို့မလေးရှားနဲ့ဗီယက်နမ်ကတိပြုလိုက်တဲ့သတင်းတွေနဲ့အတူ ာနာသိန်းကာလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူရဲ့အချက်အလက်တွေနဲ့မိုးလေဝသတင်းတွေကိုပါရှုစားကြရမှာပါပဲခူးတိုင်းနဲ့မွန်ပြည်နယ်အဆက်ဖြစ်တဲ့ရွှေကျင်မြို့နယ်ထဲမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင့်တင်စီယမ်မြို့ထံဒေသခံထောင်နှင်းချီတင်းရှောင်လာခဲ့ကြတယ်လို့မြို့ခံတွေကတာလင်ထမ်းမှုပြောပါရယ် ပြီးခဲ့တဲ့ဧပြီလ24ရက်နေ့ကစလို့ရွှေချင်းမြို့နယ်ကွန်းစိတ်ကျေးရွာထဲစစ်ကောင်စီတပ်နဲ့တော်လန်ရေးတပ်ဖွဲ့တွေကြောင်းနှစ်ဖက်တိုက်ပွဲပြင်းထန်နေသလိုစစ်ကောင်စီဘက်ကလည်းလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုပါလှုံ့ဆော်နေပါတယ်။နှစ်ဖက်တိုက်ပွဲတွေနဲ့အတူစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်မွန်ပြည်နယ်တိမ်စည်းရဲမြို့ထံဒေသခံတထောင်ကျော်ထွက်ပြေးတန်းရှောင်လာခဲ့ကြပြီးလက်တလုံးမှာစားနပ်ရိက္ခာအကူအညီတွေလိုအပ်နေတယ်လို့မြို့ကန်တွေကပြောကြပါဗျ။ စစ်ပေးဆောင်ပြည်သူတွေဟာလက်ရှိမှာတင်စရဲမျိုးပေါ်9ရက်ကွက်စလုံးကဘုံကြီးကျောင်းဓမ္မယုံတွေနဲ့ဤဆက်ရဆွေမျိုးတွေနေအိမ်မှာနေထိုင်နေကြပါတယ်။ဓမ္မယုံဘုံကြီးကျောင်းတွေမှာနေထိုင်နေကြတဲ့စစ်ဆောင်တွေဟာနေထိုင်စရာအိမ်သာတောက်တုံးရီအတွက်အဆင်ပြေကြပေမဲ့စားသောက်စရာအကူအညီလိုအပ်ချက်တွေရှိနေတယ်လို့သိရပါတယ်။ ရွှေကျင်မြို့နယ်တိုက်ပွဲတွင်ဝေါ်မြို့နယ်နဲ့တင်စီရဲမြို့အခြေဆိုင်စစ်ကောင်စီတပ်ကနေလက်နက်ကြီးတွေပစ်ကူပေးနေတာကြောင့်ဒေသခံတွေဟာကြေးရွာမှာမနေရတော့ပဲတင်စီရဲမြို့ပေါ်စစ်ပေးရှောင်လာကြရတာဖြစ်ပါတယ်။ဒေသခံတွေရဲ့ပြပြကြဲရစစ်ပေးရှောင်လာတွေဟာဘကိုးတိုင်းဝေါ်မြင့်နယ်ရှိသူရဲသမိန်လက်ပံစင်ရွာနဲ့ဆက်စုကြေးရွာတွေကဒေသခံတွေပါဝင်သလိုတင်စီရဲမြို့အနီးကခက်ရွယ်မုတ်ခမော့ချောင်းဝါတုံးခကြေးရွာတွေကဒေသခံတွေလည်းပါဝင်တယ်လို့သိရပါဗျ။ ကရင်ပြည်နယ်ကောဂရိတ်မြို့အနီးမှာ KNL ဥဆောင်တဲ့ဒေါ်လန်ရင်အင်အားစုအဖွဲ့တွေနဲ့စစ်ကောင်စီတပ်တို့ကြောင့်နဘာတိုက်ပွဲတွေအပြင်းထန်ဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ကကြုံတွုံးမြို့ဘက်ကိုတပ်ကူအင်အားတွေဆက်လက်ပို့ဆောင်နေရလို့နယ်မြေခံသတင်းအင်းမြစ်တွေကတာလင်ထားမှုပြောပါရတယ်။ ဧပြီလ29ရက်နေ့မနက်အစောပိုင်းကစလို့စစ်ကောင်စီတက်ဆွဲထားတဲ့ကော့ဂရိတ်မြို့နာကရွှေကြက်မင်းဖုံကြီးကျောင်းအနီးတစ်ဝိုက်ကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့တော်လှန်ရေးအင်အားစုအဖွဲ့တွေကအင်အားအလုံးရင်းနဲ့ဝင်ရောက်တိုက်ခိုက်နေတဲ့အတွက်နှစ်ဖက်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတာပါလက်ရှိမှာစစ်ကောင်စီတပ်ကကျုံလုံးမြို့ဘက်ကိုတပ်ကူတွေထပ်မံပို့ဆောင်လာနေပြီးကျုံလုံးမြို့အခြေဆိုင်ခမာယ945ဂျိုင်းကော့ဂရိတ်တရာစစ်စေးရေးဂိတ်တွေနဲ့ ကျိုင်းရိုးမဟာကြားကလေးရွာတဝိုင်းမှာစစ်ကောင်စီတပ်ကအင်အားအများပြားနဲ့တက်ဆွဲနေရာယူထားတယ်လို့ဒေသခံတွေကဆိုကြပါဗျ။ကော့ဂရိတ်ကြုံတို့တိုက်ပွဲတွင်စစ်ကောင်စီတပ်ဘက်ကိုဘိုဘီဦးဆောင်တဲ့ခွဲထွက် DKPA တပ်ဖွဲ့ကစီရေးပိုင်းမှာကူညီတိုက်ခိုက်ပေးနေပြီးလှိုင်ဝါဂိတ်၊ကိုးတိုင်ဂိတ်စတဲ့နေရာတွေမှာစစ်ကောင်စီတပ်နဲ့အတူတက်ဆွဲနေထိုင်တယ်လို့လည်းစီရေးနီးစပ်သူတွေကဆိုကြပါဗျ။ နှစ်ပတ်ကျော်ကြာလာတဲ့ကော့ဂရိတ်ဂျုံတို့တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်နဲ့ခွဲထွက် DKB ရဲ့အဖွဲ့ဘက်ကထိခိုက်သေးဆုံးမှုများပြားခဲ့တယ်လို့ KNLA ဦးဆောင်တဲ့ဒေါ်လန်ရင်အင်အားစုအဖွဲ့ဘက်ကလည်းထိခိုက်ကြဆုံးမှုတချို့ရှိခဲ့တယ်လို့စစ်ရေးသတင်းအရင်းမြစ်တွေကပြောပါတယ်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေပြုလုပ်ခဲ့တဲ့အတွက်ဒေသခံပြည်သူ20ကျော်သေဆုံးသွားခဲ့ပြီး30နီးပါးထိခိုက်ဒဏ်ရာရရှိထားပါတယ်။ တိုက်ပွဲကြောင့်ဒေသခံတောင်းနှက်ကြီးထွက်ပြေးတိမ်းရှောင်နေရကလူသားချင်းစာနာမှုအကူအညီတွေဆက်လက်လိုအပ်နေစေဖြစ်တယ်လို့စစ်ရှောင်အရေးကူညီပေးနေတဲ့ကရင်အရက်ဖတ်အဖွဲ့တွေရဲ့ပြောပြချက်အရသိရပါတယ်။ကော့ဂရိတ်ကြုံတို့တိုက်ပွဲကြောင့်ကရင်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ဖအံမြို့တော်ဘက်မှလည်းစစ်ကောင်စီတပ်ကတန်လွင်မြေကမ်းပေါ်မှာစစ်သင်းမောတွေချထားတယ်လို့ခန့်စစ်ပြင်ဆင်မှုတွေကိုလည်းတိုးမြှင့်လှုံ့ဆော်ထားပါတယ်။ ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1948ရာအတွင်းကြာဆုံးသူနဲ့ဖမ်းဆီးခံရသူရဲ့နောက်ဆုံးရရှိထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အာဏာသိမ်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှအာဏာသိမ်းမှုဖြစ်ခဲ့တဲ့1948ရာအတွင်းအကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6584ဝက်ထိရှိလာပြီဖြစ်ပါတယ်။ဒါအပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ2983ဝက်ထိရှိလာပြီဖြစ်ပြီးပြည်လဲလွတ်မြောက်လာသူ6903ဝက်ထိရှိလာပြီဖြစ်ပါတယ်။ မွန်ပြည်နယ်မှာတော့အာဏာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီအစီအစဉ်ကိုတော့နိုင်ငံရေးတင်းသားများကကိုကြီးစောင့်ရှောက်ရေးတင်းထံမှအယူဖော်ပြတာဖြစ်ပါတယ်။ အာဆီယံအနေနဲ့စစ်ကောင်စီရဲ့အကြမ်းဖက်မှုလုပ်ရက်တွေကိုလစ်လျူရှုထားမယ်ဆိုရင်မြန်မာနိုင်ငံမှာတည်ငြိမ်မှုတည်ဆောက်တဲ့လုပ်ငန်းစဉ်တွေမှာထိရောက်စွာအကူအညီပေးနိုင်မှာမဟုတ်ဘူးလို့အန်ယူဂျီကပြောလဲပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါဗျ။လက်ရှိမြန်မာပြည်သူလူထုအပေါ်စစ်ကောင်ဆောင်နဲ့စစ်ကောင်စီကအကြမ်းဖက်လုပ်ရက်တွေကျူးလွန်နေတာကိုအာဆီယံကလိလူမရှိဖို့အရေးကြီးတယ်လို့မြို့သားညွေရေးဆိုရအန်ယူဂျီသမ္မတရုံးပြောခွင့်ရဦးကျော်စောကပြောပါလိမ့် အာဆီယံအနေနဲ့စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ်တွေကိုလှည့်လို့ရှုထားမယ်ဆိုရင်မြန်မာနိုင်ငံမှာတည်ငြိမ်မှုတည်ဆောက်တဲ့လုပ်ငန်းစဉ်တွေထိရောက်စွာကူညီပေးနိုင်မှာမဟုတ်ဘူးလို့ဧပြီ29ရက်နေ့မှာထုတ်လွှင့်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားအစီအစဉ်မှာပြောကြားခဲ့တာပါ။အင်အားပြင်းလုခတ်ခဲ့တဲ့ငလင်းနဲ့ပတ်သက်ပြီးကူညီကယ်ဆယ်ရေးတွေလှုံ့ဆော်နိုင်ဖို့စစ်ကောင်စီရဲ့ပြစ်ခတ်ရစေးရေးဟာစစ်ကောင်ဆောင်ဘင်းစတက်စီဝေးမတက်ခင်အတန်ကောင်းခစ်ချင်လို့ကြီးညာတာလို့ဦးကျော်စောကဝေဖန်ပါလိမ့်။ အချိန်ထဲမှာပဲအပြစ်မဲ့ရက်သားတွေကိုလေကြောင်းကနေတိုက်ခိုက်မှုတွေအကြိမ်ကြိမ်ဆက်လက်လှုပ်ဆောင်နေပြီးငလျင်တန်ကြောင့်ဒုက္ခရောက်နေတဲ့ပြည်သူတွေအပေါ်မှာရရဆက်ဆက်ကျွလွန်နေတာတွေတွေ့ရတယ်လို့ဆိုပါတယ်။အန်ယူဂျီလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့မှတ်တမ်းတွေအရငလျင်ဖြစ်ပွားပြီးချိန်ကစပြီးဧပြီ25ရက်နေ့အထိနေပြည်တော်နဲ့ရန်ကုန်ကလွဲရင်ကြံဒေသတွေမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရက်သား242ဦးသေဆုံးခဲ့ရပြီးဒဏ်ရာရသူ400နီးပါးရှိခဲ့တာပါ။ ိတ်တက်ခိုင်းမှုတွေဟာငလျင်ပြင်းထန်စွာခံစားခဲ့ရတဲ့စကိုင်းတိုင်းမှာတွင်လေကြောင်းတက်ခိုင်းမှုဖြစ်စဉ်52ခုဖြစ်ပွားခဲ့ပြီးတေဆုံးသူ80ဦးနဲ့ဒဏ်ရသူ121ဦးအထိအများဆုံးရှိခဲ့တာပါ။အလားတူမန္တလေးတိုင်းမှာလည်းလေကြောင်းတက်ခိုင်းမှုဖြစ်စဉ်48ခုဖြစ်ပွားခဲ့ပြီးတေဆုံးသူ58ဦးနဲ့ထိခိုက်ဒဏ်ရသူ68ဦးအထိဒုတိယအများဆုံးရှိခဲ့တယ်လို့ NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့အချက်အလက်တွေကဖော်ပြထားတာပါ။ဒီလိုမျိုးရက်သားတွေပေါ်ကျူးလွန်နေတဲ့လုံရက်တွေကို နိုင်ငံတကာဒေသတွင်းနဲ့အိန္ဒိယနိုင်ငံတွေအနေနဲ့စစ်ကောင်စီရဲ့တဘာဝဘီအန်ဒီရီတွေကနေအမျက်ထုတ်မှုတွေကိုသတိထားစောင့်ကြည့်ကြဖို့ဥကြော်စော်ကတိုက်တွန်းပါတယ်။အာဆီယံလက်ကျောက်ကထမလေးရှားနိုင်ငံဝန်ကြီးချုပ်ကငလျင်ကြောက်ဒုက္ခရောက်နေသူတိုင်းကိုကူညီပေးရမှာအနောက်ရှက်အတားအဆီးမပြုတ်ဖို့စစ်ကောင်ဆောင်ကိုပြောကြားခဲ့ပြီးမြို့သားညညရေးဆိုရအန်ယူဂျီဝန်ကြီးချုပ်နဲ့လည်းတရားဝင်တွေ့ဆုံဆွေးနွေးခဲ့တာပါ။အန်ယူဂျီနဲ့တွေ့ဆုံခဲ့မှုပေါ်ပြည်သူတွေလိုလားတဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်အောင်ဥတီမဲ့ အားလုံးပါဝင်တဲ့ဒေတာဆိုင်ရာဆွေးနွေးပွဲတွေဖြစ်ဖို့အရေးပါတဲ့အဆင့်တစ်ခုဖြစ်တယ်လို့မြင်မိကြောင်းသူကဆိုပါတယ်။ဒါပြင်အကျိုးရှိတဲ့နောက်ထပ်ထိပ်သီးဆွေးနွေးပွဲတွေဖြစ်လာဖို့မျှော်မှန်းထားပြီးအန်ယူဂျီနဲ့မဟာမိတ် K3C တို့ရဲ့ဘုံသဘောထားယက်တီချက်မှာကြေညာထားတဲ့အချက်၆ချက်ကိုအခြေခံပြီးစစ်မှန်တဲ့ဆွေးနွေးပွဲတွေဖြစ်လာနိုင်ဖို့မျှော်လင့်တယ်လို့ဦးကျော်စောကပြောပါတယ်။မြမကြက်တဲ့ပြည်လေရေစေုပ်စုဟာအဖြစ်မဟုတ်ဘူးဆိုတာသိတာထင်ရှားနေပြီးအာဆီယံအဖွဲ့အနေနဲ့ NUG ပါဝင်တော်လိုင်းအင်အားစုတွေနဲ့တရားဝင်ထိတွေ့က နိုင်ငံရေးဖြေရှားဖို့လှုံ့ဆော်ခြင်းကသာရေရှည်တည်တံ့တဲ့တည်ငြိမ်မှုကိုရနိုင်တဲ့တခုသီးသောနိလန်လို့ဆိုထားပါတယ်။တရချောင်းမြင့်နဲ့ကြောက်ခမောက်ကြေးရွာမှာတိုက်ပွဲမရှိဘဲစစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်အရက်သားပြည်သူတဦးသေဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒီအကြောင်းကိုတော့အီမီယောင်ကတင်ဆက်ပေးထားပါတယ်။တနင်္လာရီတိုင်းတရချောင်းမြင့်နဲ့ကြောက်ခမောက်ကြေးရွာမှာတိုက်ပွဲမရှိဘဲစစ်ကောင်စီတပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်အရက်သားပြည်သူတဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကတန်လင်တိုင်းကိုပြောပါတယ်။ဧပြီ26ရက်နေ့နေ့လယ်တနာရီချိန်ခန့်မှာမြိတ်လေတဲ့စကန်ကာတက်လာတဲ့ Jet Fighter တိုက်လေယာဉ်တစ်စီးဟာကြောက်ခမောက်6ချောင်းကြီးရွာပါဝင် ကြီးရွာလေးရွာလောက်ကိုဘုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့တာပါ။စစ်ကောင်စီတပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ကတွဲရွာနေဦးအောင်အောင်သေဆုံးခဲ့ပြီးကြောက်ခမောက်ရွာကအသက်18နှစ်အရွယ်သမီးဖြစ်သူမဝင်းစန္နာအသက်50အရွယ်မိခင်ဖြစ်သူ ဒေါ်မီကန်းတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒေသခံတွေရဲ့ပြပြချက်အရစစ်ကောင်စီတပ်ရဲ့ဘုံချဲမှုတွင်6ချောင်းကြီးရွာဒေသခံ3ထိခိုက်ဒဏ်ရာရရှိထားတယ်လို့သိရပေမဲ့အခြေအနေသေးစိတ်ကိုတန်လွင်တိုင်းရင်းနဲ့တီးကြအတိမပြုနိုင်သေးပါဘူး။စစ်ကောင်စီတပ်ရဲ့ဘုံချဲမှုတွင်နေအိမ်တွေထိခိုက်ပျက်စီးတာတွေရှိနေပြီးဒေသခံပြည်သူတို့ချို့ထွက်ပြေးတင်းကျုံတာတွေရှိနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဧပြီ19ရက်နေ့ကလည်းတရချောင်းမြို့နယ်ရငဲကြီးရွာမှာတိုက်ပွဲမရှိဘဲ

ယူကရိန်းကိုကျူးကျော်တိုက်ခိုက်နေတဲ့ရုရှားဘက်ကနေကူတိုက်ပေးဖို့မြောက်ကိုရီးယားကတပ်ဖွဲ့ဝင်တွေစစ်လွှင့်နေမှုအဆုံးသတ်ရေးအမေရိကန်ကတိုက်တွန်းလိုက်ပါတယ်။ယူကရိန်းတပ်တွေတင်ပိုက်ထားတဲ့ CAS ဒေတာကိုပြန်လည်သိမ်းယူရမှာမြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေရဲ့စွမ်းဆောင်ရည်ကိုရုရှားစစ်ဘက်ဆိုင်ရာအရာရှိတူကလူသိရှင်ကြားချီးကျူးခဲ့ပါတယ်။ရုရှားတပ်တွေနဲ့အတူတိုက်ပွဲဝင်နေတဲ့မြောက်ကိုရီးယားစစ်သားတွေဟာသူရဲကောင်းတွေဖြစ်တယ်လို့မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနကဖော်ပြပြီးရုရှားစီတပ်ဖွဲ့ဝင်တွေဆက်လွတ်ထားကြောင်းပထမဆုံးအတည်ပြုခဲ့ပါတယ်။ ရုရှားယူကရိန်းစစ်ပွဲအတွင်းမြောက်ကိုရီးယားဒဏ်ရိုက်ပါဝင်နေမှုဆုံးသက်ရမှာဖြစ်ကြောင်းအမေရိကန်နိုင်ငံသားဝင်ကြီးဌာနရဲ့ April 28ရက်ပေးပို့တဲ့အီးမေးလ်မှာဖော်ပြထားပါတယ်။ရုရှားယူကရိန်းစစ်ပွဲအတွင်းမြောက်ကိုရီးယားလိုဒဏ်ရိုက်ပါဝင်နေတဲ့တတိယနိုင်ငံအနေနဲ့တာဝန်ယူမှုတွေရှိရမယ်လို့အဲ့ဒီအီးမေးလ်မှာဖော်ပြထားပါတယ်။မြောက်ကိုရီးယားစစ်သားတွေဟာတရားမျှတမှုအတွက်တိုက်ပွဲဝင်နေတာဖြစ်ပြီးသူတို့ဟာအမိမြေကိုဂုံတက်စေတဲ့ကိုယ်စားလှယ်တွေဖြစ်တယ်လို့မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနကဖော်ပြခဲ့တာပါ။ မြောက်ကိုရီးယားကရုရှားကိုကူညီပေးဖို့တပ်ဖွဲ့ဝင်တောင်းတထောင်ချထားတဲ့ထဲကထောင်ထဲချီပြီးတည်ဆုံသွားပြီဖြစ်ကြောင်းဗြိတိန်ထောင်လိုင်းရေးကပြောထားပါတယ်။ရုရှားဘက်ကနေကူညီတိုက်ခိုက်ပေးရင်ကြဆုံသွားတဲ့မြောက်ကိုရီးယားစစ်သားတွေကိုနိုင်ငံတော်အဆင့်ဂုဏ်ပြုပေးသွားမှာဖြစ်တယ်လို့မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ကပြောဆိုထားတာဖြစ်ပါတယ်။မြန်မာကိုအကူအညီဆက်လက်ပေးဖို့မလေးရှားနဲ့ဗီယက်နမ်တို့ခရီးပြူလိုက်ကြပါတယ်။ဒီအကြောင်းကိုတော့ဘေဘက်ကပြပြပေးထားပါဗျာ။ မြန်မာနိုင်ငံရှိပြည်သူတွေရဲ့ကောင်းကျိုးအတွက်ပြည်သူအလုံးကိုအကန့်အသတ်မရှိလူသားချင်းစာနာထောက်ထားရေးအကူအညီဆက်လက်ပေးဆောင်ရေးမလေးရှားနဲ့ VNN တို့ကတညီတညွတ်တဲ့သဘောတူလိုက်ပါတယ်။ ဧပြီလ28ရက်နေ့ကဖနွမ်းမင်မြို့မှာ VNN ဝန်ကြီးချုပ်နဲ့တွေ့ဆုံဆွေးနွေးမှုအတွင်အခုလိုသဘောတူခဲ့တာဖြစ်တယ်လို့မလေးရှားဝန်ကြီးချုပ် Anwar Ibrahim ကပြောပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့လူသားချင်းစာနာထောက်ထားရေးအကူအညီပေးရေးလုံသားတွေဘေးကင်းရေးအတွက်တက်ဆိုင်ရာအဖွဲ့အစည်းများအလုံးအပြစ်ခတ်ဆက်လက်ရက်စဲထားဖို့အရေးကြီးတယ်လို့ဝန်ကြီးချုပ် Anwar ကသူ့ရဲ့ Facebook စာမျက်နှာမှာဖော်ပြထားပါတယ်။ မက်ချလာလာကုံပိုင်းကငလင်းလှုပ်ခတ်ပြီးနောက်မြန်မာနိုင်ငံမှာလူပေါင်းများစွာဟာလူသားချင်းစာနာထောက်ထားရေးအကူအညီတွေအရေးတကြီးလိုအပ်နေဆဲဖြစ်ကြောင်းနိုင်ငံတကာကြက်ချီနီအဖွဲ့ကသတိပေးထားပါတယ်။ငလင်းဘေးအတွက်နိုင်ငံတကာအကူအညီတွေအများကြီးပေးပို့ထားပေမဲ့ရေတပ်တဘူးတော့မရသေးတဲ့ငလင်းဘေးတင်သူတွေရှိနေသေးတယ်ဆိုတဲ့အကြောင်းနိုင်ငံတကာသတင်းစာမျက်နှာတွေမှာဖော်ပြထားတာတွေ့ရပါတယ်။အခုနှစ်အာဆီယံဥက္ကဋ္ဌအဖြစ်ဝန်ကြီးချုပ်အန်ဝါကမြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက်ဆွေးနွေးမှုတွေစတင်လှုပ်ဆောင်နေပြီးငလင်းဘေးကိုအကြောင်းပြုပြီးအဖြစ်ရက်စဲမှု တည်တန်းတိုးဖို့တောင်းဆိုထားပါတယ်။အပြစ်ခတ်ရက်စဲမှုကိုစစ်ကောင်စီကသဘောတူထားတဲ့ဆိုပေမဲ့စစ်ကောင်စီကငလင်းလှုပ်ပြီးနောက်ပိုင်းမှာတောင်လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေတာဖြစ်ပါတယ်။မနက်ဖြန်ဧပြီလ30ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွာချက်အရမြန်မာနိုင်ငံအလဲပိုင်းဒေသတချို့ကလွယ်ရင်ကြံတပြီလုံးမှာတိမ်အသင်သင်မှတိမ်ထူထပ်နေတာကို တွေ့ရပါတယ်။ရခိုင်ကမ်းရိုးတန်းဒေသမြို့ဝကျွန်းပေါ်ဒေသရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းမြန်မာနိုင်ငံတောင်ပိုင်းဒေသတို့မှာနေရာဆက်စိတ်မိုးရွာသွန်းနေခဲ့တာကိုမိုးလေဝသဂျိုဒူးပုံရိပ်ဒီမှာတွေ့မြင်ခဲ့ရပါတယ်။ ဒေသလိုက်နေပူချိန်တွေတိုးလာလို့မွန်းလွဲညနေပိုင်းအချိန်လေပြင်းတိုက်ခတ်ခြင်းမိုးတိမ်တောင်ကြီးများဖြစ်ပေါ်ခြင်းမိုးသီးကျွေခြင်းလျှက်စီးလက်ခြင်းနဲ့မိုးကြိုးပစ်ခြင်းစတဲ့ဘေးရန်တွေတွေဖြစ်ပေါ်နိုင်ပါတယ်။မနက်ဖြန်အတွက်ခံမှန်ချက်ကတော့ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင်းအသင်းမှတိမ်ထူထန်နိုင်ပါတယ်။ရခိုင်ကမ်းရိုးတန်းနဲ့မြဝကျွန်းပေါ်ဒေသတွေမှာလေဟာအနောက်နောက်မြောက်ဘက်ကနေတနအိုင်9မိုင်မှ10မိုင်ခန့်ထိတိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်မှာလှိုင်းအသင်းအသင်းရှိနိုင်ပါတယ်။ တနင်္သာရီကံယူရန်နဲ့မုတ်တမာကွေတို့မှာလေဟာရှေ့ရှေ့မြောက်ဘက်ကနေတနင်္သာရီ10မိုင်မှ -30 ခန့်အထိတိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်မှာလိုင်းအသင်သင်ရှိနိုင်ပါတယ်။နေပြီးတော့မန္တလေးတိုင်း၊ပဲခူးတိုင်းအရှေ့ပိုင်းတနင်္သာရီတိုင်း၊ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းကရင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာကွက်လို့မိုးကြီးနိုင်ပြီးသခိုင်းတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေယာဝတီတိုင်းပဲခူးတိုင်းအနောက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းချင်းပြည်နယ် မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာဆက်ဆိတ်မှနေရာကျကျမိုးထစ်ချုံရွာနေပါတယ်။မြန်မာနိုင်ငံတဝမ်းလုံးမှာနေအပူချိန်တွေရောကြနေပါတယ်။အမြင့်ဆုံးပူချိန်တွေအနေနဲ့မော်လမြိုင်မြို့မှာ30ဒီဂရီစင်တီဂရိတ်၊ဖမ်းအမ်မြို့မှာ29ဒီဂရီစင်တီဂရိတ်နဲ့ဒဝယ်မြို့မှာ33ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနိုင်ပါတယ်။ ရှမ်းပြည်နယ်နေပြည်တော်ကရင်နီပြည်နယ်နဲ့ပဲခူးတိုင်းတို့မှာခရမ်းလွန်ရောင်ကြီးအညွန်ကိန်းတာမန်အဆင့်မှာရှိနေနိုင်ပြီးကြံတပြည်နယ်လုံးမှာတော့အလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။မြန်မာနိုင်ငံနေရာဒေသအများစုမှာမြူကြဆင်းမှုရောကြနေပါတယ်။ဒီမိုးလေဝသအစီအစဉ်ကိုတော့မြို့သားညီညွတ်ရေးဆိုရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ winny.com တို့ကနေရယူဖို့ပြတာဖြစ်ပါတယ်။ တောင်လင်းထိုင်းရဲ့ည၈နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တောင်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထိုင်း Application ကနေလည်းဝင်ရောက် ကြည့်ရှုနိုင်ပါတယ်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ ိုချိုတင်မမြင်နိုင်နဲ့အမီရီကနေကာကွယ်နိုင်ဖို့လုံခြုံတဲ့ဘုံခုချင်းတစ်ခုကိုဘယ်လိုစောင့်မလဲပထမဆုံးနေရာရွေးချယ်ရပါမယ်တောင်ဆောင်တစ်ပင်အောက်တို့လို မြင်ကွင်းကွဲတဲ့နေရာမျိုးကိုရွေးချယ်ပါရှိစိမ့်ချင်းအလွယ်တကူရေဝင်နိုင်ခြင်းမရှိဘို့မိန်လာအမိုက်ပုံရေတွင်ရေကန်တို့နဲ့ငားပေခန့်အကွာမှာရှိတင်ပါတယ်။ဘုံခုချင်းစောင့်မဲ့မြေသားဟာလည်းခိုင်ခန့်ရပါမယ်။အရေးပေါ်အခြေအနေမျိုးမှာအမြန်ဆုံးပုံခုနိုင်မဲ့ညနေရမျိုးကိုတွေ့ပြီဆိုရင်တော့ ချင်းကိုစတူလို့ရပါပြီ။မိသားစုတစုစာပေါင်းခိုနိုင်လို့ပေါင်းခိုခြင်းဟာချင်းအနက်အနည်းဆုံး၄ပေကနေ၅ပေအထိချင်းအကျယ်၈ပေ၆ပေခန့်ရှိသင့်ပါတယ်။ကြည်စာဘုံစတွေလွင့်စင်လာရင်ပေါင်းခိုခြင်းတွေကိုမဝင်စေနိုင်ဘူး။ဝင်ပေါက်ကိုလူတကူစာအကျယ်၃ပေအနက်ရှိတဲ့အဲပုံစံတစ်စစ်ချိုတူရပါမယ်။ ဝင်ထွက်ရလဲအောင်ရှော့တော့ဒါမှမဟုတ်လှေကလေးလုပ်ပြီးခြေမချော်စေဖို့တဲ့ကောက်ယူစပတ်ခွန်တစ်ခုခုကိုခင်းထားတင်ပါတယ်။စိုးစိုးမှုဖြစ်စေဖို့နဲ့ရေမစိမ့်ဖို့နရံနဲ့ကြမ်းပြင်မှာပလတ်စတစ်များခင်းထားရပါမယ်။အမိုးဆောက်ရမှာပထမဆုံး6လက်မပတ်လည်ခန့်ရှိသလောဝနက်ထန်းလောင်းတွေကိုခက်စိတ်စိတ်အပြည့်စီထားပါကျင်းအတွင်းနေစဉ်မှာလေဝင်လေထွက်ရှိဖို့၄လက်မ PVC ပိုက်နှစ်ခုတပ်ဆင်ထားရပါမယ်သလောင်းတွေမရွေးအောင် တန်ကျိုဒါမှမဟုတ်တနည်းနည်းနဲ့ခံခန့်အောင် တွဲချုပ်ထားဖို့ဒီပါမယ်။ပင်လုံးတွေပေါ်မှာပလတ်စတစ်၊မိုးကာ၊ပြင်ပြ၊တံပြားတို့ကိုခင်းရပါမယ်။သဲအိတ်၊ညီအိတ်တွေကိုအကြရားတစ်ချက်၊အန်တန်တစ်ထက်ရှော့မကျအောင်နှစ်ထပ်ခင်းရပါမယ်။သဲအိတ်တွေအပေါ်မှာဝက်ကတ်ထပ်ခင်းဖို့လိုပြီးဘုံခုချင်းမှမတိတာစီကိုပပတ်လေအမိုးအောက်ချီပြီးညီသားနဲ့ပြန်ဖုံးပေးရပါမယ်။ မြေမပြိုကျစေဖို့နဲ့ရေမဝင်ဖို့အတွက်သဲအိတ်တလုံးတွေကိုဝင်ပေါက်မှာကာထားပြီးကျင်းပတ်ချာလယ်မှာရေနှုတ်မြောင်တည်ထားပြီးပါဒါဆိုရင်တော့တိပိသားစုအတွက်လုံခြုံတဲ့ဘုံကိုချင်းတစ်ခုကိုတင်ကိုယ်တိုင်ပြုလုပ်နိုင်ပြီပေါ့